ဂျမ်ဖတ်စစ်တပ်ကဘလဘကျွာကိုမိရှုဖျက်ဆီးပြီးဈေးပင်ကုန်းရွာနှင့်စင်မရွေးကျွာကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့။မကွေးအပင်ဆတ်တော့မကွေးတိုင်းရေစကြိုမြို့နယ်ဘလဘကျွာကိုဂျမ်ဖတ်စစ်တပ်ကမိရှုပြီးဈေးပင်ကုန်းရွာနှင့်စင်မရွေးကျွာကိုလေကြောင်းတိုက်ခိုက်မှုတွေလောက်ဆောင်ခဲ့တယ်လို့ရေစကြိုတောင်ရှိ info community ကယနေ့နေ့လယ်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ အဂျမန်စစ်တပ်လက်အောက်ခံပကုတ်ခုတမတရားတင်းနှင့်ရေစကြိုမျိုးနယ်ရှိခလာယာ256အပါဝင်ခလာယာ259ကို258မှာတပ်ဖွဲ့ဝင်များပြူဇော်ဒီများပူးပေါင်းပြီးဧပြီ20ရက်နေ့တွင်ကျူးရွာနှင့်စင်ကြိုရွာကိုတဆွဲခဲ့တာ ဖြစ်တယ်လို့ရေစကြိုတောင်ရှိ info community က၎င်း၏ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဆိုပါ တက်ဆွဲနေထိုင်စဉ်ကာလတွေအကြမ်းမဲ့စစ်တပ်ကပြည်သူများကိုတစားကန်ဖြစ်ဖမ်းဆီးခြင်းပြည်သူပိုင်ပစ္စည်းများကို ခိုးယူလူရဲခြင်းအပါအဝင်ရွာနီးဝင်းကျင်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့တွင်ကျူရွာရှိအကြမ်းဖက်စစ်တပ်ကဗလဘရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးကျေးရွာပိုင်ပစ္စည်းများကိုခိုးယူကာနေအိမ်များကို နှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးခဲ့ပါတယ်။ အဆိုပါနေ့တွင် အကြံဖက်စစ်တကစီးပင်ကုန်းရွာကိုလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့ပြီးအလဲတောင်ရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပေမဲ့ရည်သကြိုတောင်ရှိ info community ကထိခိုက်ဒေဆုံတန်းရရှိမှုကိုစုံစမ်းနေတဲ့ကြောင်းပြောဆိုထားပါတယ်။ဇမနစ်ဧပြီ23ရက်နေ့ည9:00ခွဲခန့်တွင်အကြံဖက်စစ်တကစီးပင်ကုန်းကျွရအရှိတ်ဘက်နဲ့ စင်မရဲ့ကြည်ရတောင်ဘက်ကိုဘုံကျဲတက်ခတ်ခဲ့ပြီးစင်မရဲ့ကြည်ရမှအမျိုးသမီးတဦးကအသက်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။အကျန်းစပတ်စစ်တပ်၏စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့်ကျူရစင်ကျူရရွာတိရွာညောင်မင်းရွာကျော်ထင်ကုန်းရွာမထီးရွာအင်းမရွာငားမြလေးရွာလေးရပြင်းရွာစင်မရဲရွာနှင့်ငဖယ်ရွာ ဟင်းသာရွာအလဲတောင်ရွာအလဲကျောရွာနှင့်ဇီးပင်ကုန်းရွာတို့ပါစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းလူရေ3.5သန်းကျော်ဟာအိုရင်စွန့်ခွာလျက်ရှိနေကြောင်း United National OCHA မြန်မာကပြီးခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်